များလာတဲ့အခါမှာလူတွေကမြည်တတ်တဲ့စကားတခုရှိတယ်။တည်သွားရင်ကောင်းမယ်။ဒီလောက်ဒုက္ခတွေများတာဆက်ရှင်နေလို့ဘာလို့မှလဲ။တည်သွားတာပဲကောင်းတယ်လို့ညည်ကြလိမ့်မယ်။ကိုယ်လည်းအဲ့ဒီညည်တဲ့သူတည်းမှာပါကောင်းပါပါလိမ့်မယ်။ဘာဖြစ်လို့အဲ့ဒီလိုညည်တာလဲ။ဒါအလေးအထလိုဖြစ်နေကြလို့လူတွေညည်ကြတာဘဝရှိရင်ဒုက္ခရှိမယ် အဲ့ဒီဒုက္ခဆိုတာပုံပြင်လည်းမဟုတ်ဘူးဝတ္ထုဇာလံလည်းမဟုတ်ဘူးလက်တွေ့ဆိုတော့ဒုက္ခခားတယ်ဆင်းရဲဆိုတာခားတယ်အဲ့ဒီဒုက္ခဆိုတာစာနဲ့ချရေးလို့မပြည့်စုံဘူးသူကနေစဉ်ကြုံတာဒီဒုက္ခဆိုတဲ့အထဲမှာစိတ်ခံစားချက်တွေပါတယ်တွေ့ကြုံနေရတဲ့ ကာယကဒုက္ခတွေကနေပြီးတော့ဒီကစိတ်ဆင်းရဲတဲ့စေတသိက်ကဒုက္ခတွေရှင်တွဲပြီးတော့ဖြစ်လာစေတဲ့အကျိုးရလတ်အဖြစ်ဖြစ်လာစေတဲ့အခါမှာလောင်ကျွမ်းမှုတွေစဖြစ်လာတယ်။ခန္ဓာရှိသောဒုက္ခခံနိုင်ရေကုံဆုံးသည့်အထိဖြစ်စေသောဒုက္ခဒီလိုဒုက္ခကလည်းအမျိုးမျိုးရှိတာကိုကိုယ်မှာတတ်တာတဲ့ဒုက္ခလေးပဲကြုံပါစေလို့လည်းတောင်းတလို့မှမရတာ။ လူတိုင်းလူတိုင်းဟာတစ်ချိန်ချိန်မှာမခံမရပ်နိုင်တဲ့ဒုက္ခမျိုးတွေကြုံရတယ်။လူမှုရေးဒုက္ခ၊စီးပွားရေးဒုက္ခ၊ပညာရေးဒုက္ခအဆအဆပဲ။ကျမ်းမာရေးဒုက္ခဘယ်ဒုက္ခမှမကောင်းဘူး။ကျမ်းမာရေးကြောင့်လည်းသေခြင်းတဲ့သူတွေရှိတယ်၊စီးပွားရေးကြောင့်လည်းသေခြင်းတဲ့သူတွေရှိတယ်။လူမှုရေးကြောင့်လည်းသေခြင်းတဲ့သူတွေရှိတယ်၊ပညာရေးကြောင့်လည်းသေခြင်းတဲ့သူတွေရှိတယ်။ လိုခြင်းစိတ်များထားရင်မျောလင့်ချက်များထားရင်အဲဒုက္ခကိုခံစားရတဲ့ခံစားချက်ကပိုကြီးတယ်မျောလင့်ချက်ကိုလျှော့ချထားနိုင်ပြီးတော့ရသလောက်ကိုပဲလက်ခံနိုင်တဲ့ရောင်ရဲနိုင်တဲ့အခြေခံအရေးချင်းရှိရင်တပ်ပါတယ်ဒါပေမဲ့တချို့ကအဲမျောလင့်ချက်တွေအများကြီးထားထားတယ်တဘဝလုံးပုံထားမိလိုက်တယ်ပညာရေးအတွက် တဘဝလုံးပုံထားမိလိုက်တယ်။လူမှုရေးအတွက်တဘဝလုံးပုံထားမိလိုက်တယ်။စီးပွားရေးအတွက်တဘဝလုံးပုံထားမိလိုက်တယ်။စသည်ဖြင့်ပေါ့။အဲ့ဒီလိုမျောလင့်ချက်အကြီးကြီးနဲ့တဘဝလုံးပုံပြီးတော့အထားလိုက်တဲ့အခါမျောလင့်သလိုဖြစ်မလာတဲ့အချိန်လဲကြရော။အဲ့ဒီမှာအကြီးကျယ်စိတ်ဆင်းရဲတာပဲ။ဒီလိုစိတ်ဆင်းရဲမှုဟာကြုံဘူးတဲ့သူတွေမှသိမှာ။အကုန်လုံးဆောင်းရှုံးသွားခြင်းပေါ့။ဘာမှမကြံတော့ခြင်း။အဲ့ဒီချိန်မှာ သေးခြင်းတည်းဖြစ်လာတချို့ဆိုလို့ရှိရင်ကိုကိုကိုသေးချောင်းတောင်ကြံသွားတယ်အဲ့လိုသေးခြင်းနဲ့ဆိုတော့သေသွားရင်ကောင်းသလားသေသွားရင်ကောင်းသလားစဉ်းစားကြည့်တော့ကိုဘယ်စိတ်နဲ့သေမှာလဲအဲ့ဒီလောင်ကျွမ်းစိတ်နောင်တစိတ်ကိုကိုစားလို့ခေါ်တယ်ဖြစ်ချင်တာတွေမဖြစ်ရလို့မဖြစ်ချင်တာတွေဖြစ်သွားလို့ဆိုပြီးတော့ပူလောင်တဲ့နောင်တစိတ်ကိုကိုစားနဲ့သေတာအပယ်ကြတယ် တည်သွားလို့လွတ်မြောက်သွားမယ်လို့မထင်နဲ့တည်သွားပြီးအပေကြတယ်ငရဲတရိစ္ဆန်ပြိတ်တာ အသူရကဲတခုခုကိုရောက်တာဒီတော့ဒုက္ခဘလောက်ကြီးကြီးအဲ့ဒုက္ခကိုလက်ခံနိုင်တဲ့နှလုံးသားရအောင်ပြောထောင်ယူရတယ်ဘယ်အရာမှကိုစီမံတဲ့အတိုင်းမဖြစ်တတ်ကြဘူးအကြောင်းရှိသလောက်ပဲဖြစ်ကြတယ် အကြောင်းပါလာရင်ဖြစ်ဖို့အကြောင်းပါလာရင် ဖြစ်မယ်ပြတ်ဖို့အကြောင်းပါလာရင်ပြတ်မယ်ဒါကိုလက်ခံထားရတယ်ဒါလက်ခံထားတဲ့အခါကျတော့တကယ်တမ်းနှဖိုးတွေတူးတွေကြုံတဲ့အချိန်ကျသတ်သားတယ်လောင်ကျွမ်းမနေဘူးခဏဒါလောက်ပဲသူတုံ့လောက်သွားတာသူတော်ကောင်းကြီးတွေကြတော့အဲခဏတာတုံ့လောက်မှုတောင်မဖြစ်အောင် လေ့ကျင့်ထားတယ်စိတ်ကလေ့ကျင့်ယူလို့ရတယ် ခဏတာလောင်ကျွမ်းမှုကြော်လွန်သွားတာနဲ့တပြိုင်နက်အဲ့လောင်ကျွမ်းမှုကိုပြန်မြင်သွားပြီးတော့မမြဲခြင်းဆင်ခြင်လိုက်တဲ့အခါအေးသွားကြတယ်။အော်ဒါလောကဒီလိုဖြစ်တတ်တာပဲ။လောကဆိုတာဒီလိုမျိုးပဲ။ဘဝရှိရင်ဆင်းရဲရှိတယ်။ဆင်းရဲဆိုတာလေကြီးကျင်ကြီးမဲ့သေးကျင်သေးမဲ့။တချိန်တော့လေဒီဆင်းရဲတွေကိုကြော်ဖြတ်သွားနိုင်တာပါပဲ။အဲ့လိုတရားအသိအမြဲနှလုံးသွင်းထားတဲ့သူတွေကသေဖို့မစင်စားဘူး။ လက်ခံနိုင်တယ်ဒီဒုက္ခကိုဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုကောင်းအေးအေးနဲ့စဉ်းစားနိုင်တယ်ဒုက္ခဆိုတာအကြီးကြီးလို့ခံခံယူထားရင်အကြီးကြီးဖြစ်နေပေမဲ့လို့ဒါတာမန်ပဲဒါတဘာဝပဲဒါလူတိုင်းကြုံတတ်တာပဲလို့ခံယူကြည့်လိုက်အေးအေးဆေးဆေးကျော်ဖြတ်သွားကိုယ်ကြုံနေတဲ့ပြဿနာကိုကြုံနေတဲ့ဒုက္ခဟာကဆုံပေါက်ပြနေလေဒီဒုက္ခပဲငြိမ့်ပြီးတော့ ရင်ဆိုင်လဲဒီဒုက္ခပဲအဲ့တော့ဘယ်နည်းနဲ့ရင်ဆိုင်မလဲပုဂ္ဂိုလ်ကိုတေးခြင်းလောက်အောင်ပူလောင်ပြီးတော့ရင်ဆိုင်လဲဒီဒုက္ခပဲတတီညင်ညင်အေးအေးညံ့ညံ့နဲ့ဗရီလေးစိတ်ပြီးတော့ဂုံတော်လေးပွားပြီးတော့သမဟုတ်ဝင်သက်ထွက်သက်လေးရှူသွင်းရှူထုတ်လုပ်ရင်းနဲ့မမြဲခြင်းကိုဆင်ခြင်ပြီးတော့ရင်ဆိုင်တဲ့သူနဲ့ဘသူပိုကောင်းလဲဒီတော့အသက်ရှင်သေးတာပဲဘလောက် ဆင်းရဲဒုက္ခမဆိုဒါတွေဟာကြောဖြဲလို့ရတယ်တတဝမှန်ရင်ဒုက္ခရှိမယ်ဒါကိုညီးမနေနဲ့ရှင်သန်စဉ်အချက်အခိုက်အတန်မှာအခွင့်အရေးတွေရှိနေသေးတယ်ဆက်လက်ပြီးတော့ကြိုးစားမယ်ရသလောက်နဲ့တင်းတိမ်မယ်ကြိုးစားခြင်းကိုတော့မရဘူးသို့တော့အသက်ရှင်နေသေးတဲ့ကာလမှာစိတ်မှာအကုသို့မကိန်းအောင်လို့ ဆုံးရှုံးမှုတို့နဲ့ပတ်သက်လဲကုတ်ကုတ်ဆတွေဖြစ်မနေအောင်လို့နောင်တတွေနဲ့ပူပန်မနေအောင်လို့ပြစ်စုံပန်တက်တက်မှာပဲနေနိုင်သွားအောင်ကြိုးစားမယ်အချိန်တိုင်းကိုအကျိုးရှိစွာရှင်သန်သွားမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်သေဖို့မစင်သာတော့ဘူးသေသည်အထိအခုအသက်ရှင်နေသေးတာဟာကုသစုဖို့လို့ခံယူလိုက်တဲ့အခါကုသစိတ်ကလေးဖြစ်အောင်ပြောင်းယူလိုက်မှာပေါ့လောလောဆယ်စိတ်ဆင်းရဲနေတာဟာအကုသပဲ စိတ်ဆင်းရဲခြင်းဆိုတာလည်းမမြဲဘူးပဲစိတ်ဆင်းရဲမှုဆိုတာနန္တရာအခုဖြစ်နေတဲ့စိတ်ဆင်းရဲမှုဟာခဏဖြစ်ပြီးခဏပြတ်တယ်ဘယ်ရာမှမမြဲကြဘူးမြတ်စွာဘုရားကအာယုံပြန်ပြုတ်ပြီးတော့ဘုရားဟောသောတရားတော်တွေဆင်ခြင်းပြီးတော့ကိုယ်နဲ့တွေ့ကြုံတဲ့အရာမှသမျှရဲ့ဖြစ်တည်မှုတွေပျက်စီးမှုတွေကိုပြန်ဆင်ခြင်းပြီးတော့ဘာမှမမြဲကြပါလားလို့အဲ့ဒီလိုဆင်ခြင်းလိုက်တဲ့အခါစိတ်ကတည်ငြိမ်မှုပြန်ရလာမယ် ပြင်ဂုံတော်ဘွားနေအသက်ရှူနေသေးသည်များကာလပတ်လုံးဂုံတော်ဘွားနေအဲ့ဒါဆိုသေးရင်တော့မှတည်ငြိမ်စွာသေးနိုင်တယ်ကုသိုလ်စိတ်နဲ့သေးနိုင်တယ်အဲ့ဒီတော့မှကောင်းသောသေခြင်းဖြစ်မှာလောလောဆယ်ပူလောင်မှုတွေနဲ့သေခြင်းလိုက်တာသေခြင်းလိုက်တာသေသွားရင်ကောင်းပါပဲဆိုကိုကိုကိုသတ်သေးသွားလဲမလွတ်မြောက်နိုင်ဘူးချမ်းသာနဲ့မကြုံနိုင်ဘူးဒီဒီဆင်းရဲကအခုခဏယုံထွက်သွားပြီးတော့နောက်ဆင်းရဲတဲ့ ပြန်ကြသွားတယ်။ဘဝမပြတ်သေးတာကိုတောင်မှဆင်းရဲမပြတ်သေးဘူးလို့ဘုရားဟောထားတော့အခုကိုကသူဂရိကိုသွားတာမဟုတ်ပဲနဲ့ဒုဂရိကိုသွားမဲ့လမ်းစဉ်ကြီးကိုကျင့်လိုက်တော့အပေကိုကြာသွားပြီတော့ပိုဆိုးတဲ့ဒုက္ခနဲ့ကြုံတာပေါ့ဒီတော့သေသွားတိုင်းမကောင်းဘူးကုသိုလ်စိတ်ကိန်းကြီးပြီတော့တမာတိလေးရှိပြီတော့ညံရှင်ပြီတော့သေတာဒါကောင်းတာ တရားကိမ့်ပြီးတော့သေတာကကောင်းတာအဲဒါကြောင့်ရှင်နေစဉ်ကာလမှာသိမ်မကြီးပါနဲ့ကြီးလို့လည်းပဲပြဿနာပြေလည်းမသွားဘူး။နောက်သေခြင်းတယ်လို့စဉ်းစားမိတိုင်းအိုက်စိတ်ကိုဖြောဖြစ်ပါ။လေသွားတိုင်းမကောင်းပါဘူး။ကုသိုလ်နဲ့ရှင်သန်ရင်းဖြင့်ကုသိုလ်ဖြင့်သေခြင်းတည်တာလည်းကောင်းတော့သေခြင်းပါလို့။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့ ဘလောက်ဒုက္ခများနေပါစေမမြဲခြင်းကိုဆင်ခြင်ရင်ဖြင့်အစိုးမရတဲ့သဘောတရားကို လက်ခံရင်ဖြင့်ဉာဏ်ကိန်းတဲ့နှလုံးသားတည်ကြည်တဲ့နှလုံးသားပိုင်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်သန်တဲ့ဘဝတွေဟာ အတိတ်ပဲရှိတဲ့ဘဝတွေဖြစ်ကြပါစေ Thank you.